။နားလျာမွှေးနော်ဗျာ။ဟာထားချင်းနေ။ဟာစားချင်းနေတာ။နေုံစားရမယ်။စကောင်းနာ။ဟုတ်။အလုံးမဲမင်္ဂလာပါဖြိုးပစ်ကန်နေပြန်လဲကျူစုံလိုက်ပါတယ်သူတို့လေးတွေနဲ့ဖြိုးမစားပြတာတော်တော်ကြာပြီဆိုတော့ဒီနေ့တော့သူတို့စားကျင်တာလေးဖြိုးကလှုပ်ကြည့်มาဖြစ်ပါတယ်ဘာလို့စားကျင်တယ်လို့ပြောထားလဲအထောင်းအထောင်းကဲလှုပ်စားကြမယ်နော် အမအထောင်းလည်းကြာအထောင်းကြီးလည်းမပါဟောအထောင်းကြီးမလိုဘူးအမဒီမှာရှင်းရှင်းရအစ်စ်ထွက်ထားတယ်ဒီမှာအထောင်းရတာခောက်ဆွဲကိုနင်တို့လှုပ်ကြည့်မအရင်ဆုံးခောက်ဆွဲလေးကိုပြုတ်ပေးပါမယ်ဒီမှာရတော့ဆန်ခောက်ဆွဲပေါ့နော်ဖြိုးလို့မုန်ပြင်းနေဗမာဆိုလို့ရှင်ဒါညှက်ခောက်ဆွဲပေါ့နော်ဒါလေးကိုအရင်ဆုံးပြုတ်မယ်တို့နှစ်ထုံးလောက်ဆိုဝါလားဝါဝါဘူးဝါရင်သုံးထုံးပြုတ်မယ်နော် ကဲခောက်ဆွဲလေးပြုတ်ထားလိုက်မယ်ကဲပြုတ်ထားတဲ့အချိန်မှာတူအားကြတော့လေအထဲမှာပါတဲ့အနှစ်ထုပ်လေးပေါ့နော်ဒီအနှစ်ထုပ်လေးကိုဖြိုလို့ခောက်ဆွဲနဲ့တုပ်ပြီးတော့ဆားလို့ရတယ်။ဒါပေမဲ့ဒီတိုင်းဆားမယ်ဆိုရင်တင်းအနှစ်ထုပ်ကလေးအများကြီးပဲဒီလား။နည်းနည်းချင်သွားမှာပေါ့နော်ဖြိုလို့အားကြတော့ဒီမှာအကင်လုံးလေးရယ်ပြီးတော့လို့ရှင်ဒီအသီးနှံအစုံလေးပါထည့်ပြီးတော့တခါလေးတုပ်စားမှာပေါ့နော်။ကဲဒါလေးတွေကိုပြီးမယ်နော်။ပြောင်းမှုဆိုတော့ချိုတာပေါ့နော်။ ကဲခောက်ဆွဲလေးတွေရပြီလားကြည့်လိုက်အောင်ကဲခောက်ဆွဲလေးတွေနူနူအီအီလေးရပြီဆိုတော့ဆယ်လိုက်ပါတော့မယ်ကြအီအီနေရောပဲမာတော့ရှင်းရှင်းရဲ့ညှက်ခောက်ဆွဲဖက်လေးရဲ့ပြီးရင်ပို့ပြီးရသာရှိအောင်လို့ပြောရတယ်မှာအသားလုံးလေးရဲ့ခန်းကျင်ဒီပဲသည့်နောက်ပြီးတော့ပြောင်းမှုရဲ့မုံလာဦးနီလေးရဲ့ကျက်တုံဖြူလေးရဲ့ထည့်ထားတာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှင်တော့တို့စားခြင်းနဲ့အထောင်းလေးလုတ်ပေးပါတော့မယ်အားလေးထည့်လိုက်တော့မယ်ကဲပြီးရင်တော့ရှင်းရှင်းအထောင်းရသာအနှစ်ထုပ်လေးကိုထည့်မှာပေါ့နော် နားလေမှုန်းနေပါရောကဲကျွာနှစ်ထောက်ရင်ထည့်လိုက်မယ်ဟာရှေပဲဒီအနှစ်နဲ့လေဒီခောက်ဆွဲမှာမဟုတ်တခြားမုတ်တီဘက်တွေပါရေတုတ်စာလဲကောင်းတယ်တိလားလို့ရှင်ပင်လေစာဒေါင်းလေးလုတ်စာလဲကောင်းဟာရှေပဲအနန်းတော့မှုန်းနေရောပဲအစာတွေများသွားလို့လာမသိနောက်တစ်ထောက်ထည့်ထည့်မှရတော့မသိဖောက်ထည့်လိုက်တော့ဟာထားခြင်းလေဟာစားခြင်းနေတာနေုံစားရမယ် ကဲနှံ့သွားပြီဆိုတော့ရှားလို့ရပါပြီမမြည်ကြည့်တာဝင်နေနေဟွန်းတမ်းမြာဒီအနားလေးမှုဝင်းနေရောပဲဒီလားဘာမှတော့ထထဲကြမလို့တော့ကောင်းတယ်ကဲဒိုးတွေစားဖို့တည်းဒီထဲထည့်မယ်အပင်မန်းကန်ထောင်းရအောင်လို့တော့အရေးဆက်ပြီးတော့ကွက်တိပဲရတာတော့ပြီးရင်တော့အပွားမြေပဲလေးတွေဖြူလိုက်မယ်ဇွန်ရောက်နေတယ်ထဲမှာ kẻ gu số lối trên nó ai sa cao này xin xin thao ya đã khảo sửa đi ya bà vi sa cha mẹ đồ đi phụ lý đi ở trên chuối lạng sa cha bảo kẻ cao lắm cao đi biểu bia bảo mà à ừ nó ờ qua rồi qua rồi sao ở thao ya ထူးထူးဆဆလေးပေါ့နော်ဆိုတာညှက်ခါဆိုအဖက်လေးနဲ့ဆိုတော့လေတမျိုးလေးပဲဒါပေမဲ့အဲ့အနှစ်ကိုပို့လို့ရှင့်မုတ်တိဘတ်တင်နဲ့တုတ်စားလေးတော်တော်ကောင်းပါတယ်သူအဲ့နှစ်ရတာအကောင်းဟွန်းဟာစကားအောင်ပြောတော့ဘုံကောင်းတော့ဟွန်းပြောင်းမှုလေးတွေထည့်တာတော့အရသာစုံမှာချိုးချင်းကန်ဆက်ဆက်ကောင်းတာ ဟုတ်တာဒါကြတော့ဖိုတီးတန်ရေအထောင်းရေတွေဘာရလာရဆက်နေကြမလို့တော့သူ့အရေအနှစ်ထုပ်လေးထည့်တိုင်းပြီးွားရလာခောက်ဆွဲသားတွေလည်းအိပ်ပြီးတော့စားကောင်းနေရောပဲဟုတ်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  ဖန်ဆီးပြရချိုးလာဟိုအော်သူဒီရှင်းရှင်းမှာလေဒီလိုအထောင်ရတာပြင်အစ်တထက်ထုတ်ထားတာဒီတုံရန်ရှင်စားရတာတကယ်ကောင်းလို့ဒီလားသူလဲဟိုလားညှက်ခေါက်ဆွဲနေပဲထိုးစားတာရန်ကြိုက်ပဲသူ့လည်းလေဒါကတော့ဒါအထောင်စားတာပေါ့အထောင်လည်းတော်တော်ကြိုက်စားကြည့်ကြနော်ပုံမှန်ဖြိုးလို့စားဆိုအထောင်းဆိုလို့ရှိရင်ဒါမုတ်တီဘတ်တို့ကြာဇန်တို့ ကုတ်တူဖတ်တီအဲ့ဒါနေမယ်စားဓမိုးစံခေါက်ဆိုတဲ့အဖတ်ပေါ့နော်အဖြိုးလို့ခေါ်ဆိုညှက်ခေါက်ဆိုတဲ့အဖတ်နဲ့ကြတော့တိတ်ပြီးတော့စားလေးစားတာမရှိဘူးဓမ္မတကယ်ကောင်းလန်သေးလားတက်တာစားကောင်းရဲ့အေးဟာဘယ်မှာခရင်ကြီးနေမစားတာခရင်ကြီးစားအတလာဆက်နေတာပဲဆက်နေတာပဲလားဆက်တော့မစားနိုင်ဘူးပေါ့စားနိုင်အင်း ဆက်လာမဆက်ဘယ်နဲ့ခုနကဆက်တယ်ဆိုပြီးတော့တောင်းข้าวเสือบะเนี่ยกုံนี่อะตาลงแล้วกုံไว้เปนซีเนี่ยขยันจริงๆจะไม่ซ่าจ้ะบ่เลย 嗯，泡水咋高了？嗯。ထိုးတော့ကူလောက်လာတာလေအဒီရှင်းရှင်းရဲ့အထောင်ရတာတုံးတုံးလောက်ထားလာတာပေါ့နော် အများကြီးပဲသိတာအစပလာလေးထဲထားတော့ तू အနှစ်နဲ့လုံးဝကွက်တီပဲတကယ်ကိုကိုအိမ်မှာလှုပ်ရှားမယ်ဆိုလို့ရှင်ဒီအနှစ်ထုတ်လေးသုံးပြီးညှက်ခောက်ဆိုရအဖတ်နဲ့တခြားအစပလာလေးပါထည့်ပြီးလှုပ်ရှားကြည့်နော်အရန်စားကောင်းတယ်။အော်ပြီးရင်ဖြိုးလို့အသားလုံးမမဟုတ်ပင်နယ်စာရီနဲ့လည်းစားလို့ရရဲ့ပစုံလေးနဲ့ပေါ့ထည့်စားပေါ့နော်။မုတ်တီဘက်တွေနဲ့တုတ်စားလေးအရန်ကောင်းတယ်နော်။ရှင်းရှင်းရဲ့အထောင်ရတာခောက်ဆိုရင်တော့လုံးဝမမေ့ကြနဲ့စားကြည့်အောင်စားကြည့်ကြနော်။ပြီးရင်သူ့မှာဒီလိုတုံရန်ရတာလေးလည်းရှိပါရဲ့။တုံရန်ရတာလည်းဖြိုးအရန်ကြိုက်ပဲသိလား။ ဒါလေးတွေကိုစားချင်လဲဆိုလို့ရှင်တော့နေဆိုင်ကကွန်ဆိုဆိုင်မှာဈေးသတ်တတာလေးနဲ့ဝယ်စားလို့ရပါပြီ။ကဲအခုတော့ program blog ဒီမှာပဲရလိုက်ပါတော့မယ်။ဘန်ထဲမှာလည်းခင်းရင်ဒီပဲပဲကျန်တော့လဲဆိုတော့ရက်တင်ပြီပေါ့နော်။ကဲနောက်တော့ကြာလို့ရှင်ဖြိုးပါးချက်ပြပြီးဘာတွေစားပြအောင်မလဲဆိုတော့ဆက်လက်ဆက်မှာကြည့်ရှုပေးကြပါအောင်ရှင်။တတား